ဆရာຫນွေယိုးရေးသားတဲ့လူယုံမာဓမြဘူဆိုတဲ့ဝတ္ထုတို့လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလူယုံမာဓမြဘူကျွန်ုပ်ဒီည2နာရီခန့်အပေါ့သွားခြင်းသဖြင့်အိမ်အောက်သို့ဆင်းလာခဲ့ပြီးလျင်အပေါ့အပါကိစ္စများပြီးသဖြင့်အညောင်းညာဆန့်၍အိမ်ပေါ်ပြန်တက်မီပြုစဉ်ကျွန်ုပ်ဤခြေရင်းဘက်ဒေါ်မြညွန့်အိမ်ပေါ်မှကြားတယ်ကွာထုတ်เสียရှိတယ်မြင်မြန်မထုတ်ဘူးငါပြစ်တက်လိုက်ရသေတော့မယ်ဟူသော ခတ်အုပ်အုပ်အတန်ကို ကြားရသဖြင့်ဝန်းနယံဝကနာကဲ့၍တေချာနားဆွင့်လိုက်ရာဒါအကုန်ပါပဲတော့ဖျားပေးပေးကြမ်းပေးပေးပါဆရာကြီးတို့စိတ်ကြိုက်ရှာခြင်းရှာနိုင်ပါれဟု အထိတ်တလန့်ပြောနေသောဒေါ်မြညွန့်အတန်ကိုကြားရလေသည်ဤစကားတို့ကိုနားထောင်ရခြင်းဖြင့်ဒေါ်မြညွန့်အိမ်ကိုဓမြတိုက်နေခြင်းဖြစ်ကြောင်းကျွန်ုပ်ရိပ်စားမိသည်ဖြင့်ဝကက်ကြားမှအသာချောင်းကြည့်လိုက်သည် ထိုအခါ အိမ်အောက်လေကားရင်းတွင် တရှိဖြင့်ရဲဆောက်နေသောဓမြတအူးကိုတွေ့ရသည်ကျွန်ုပ်သည်အော်ဟစ်အကူညီတောင်းမှာကဒေါမြညွန့်အားအန်ဒီရဲ့ပြုမိကိုစဉ်းစားမိတဲ့ကဲ့သို့ ရွာထဲတိတ်တဆိတ်ပြေး၍အကူညီပြေးခေါ်လျင်လဲဒေါမြညွန့်ဤပစ္စည်းများပါသွားမိကိုစိုးရိမ်မိပြန်ရာ အိမ်ပေါ်တွင်လဲလူများများဆဆာဤအတန်ကိုမကြားရသဖြင့်ကျွန်ုပ်ဤကျွန်ုပ်ဟန်ဖြင့်သာမိစဉ်ကြီးကရင်ဆုံးဖြတ်၍ ခြံစည်းရိုးနဘေးမှတရက်ပင်ကြီးပေါ်သို့တွေ့တက်လိုက်သည်ပြီးနောက်ဒေါ်မြညွန့်အိမ်ဝိုင်းဘက်သို့သွားသောတရက်ကိုင်းအတိုင်းအตาကူး၍လေကားရင်မှဓမြဤအခြေအနေကိုကြည့်လိုက်ရာ၎င်းသည်ကျွန်ုပ်အားကြောပေး၍ခြံပြင်ဘက်ကိုသာဂယုဆိုင်ကြည့်နေကြောင်းတွေ့ရသဖြင့်တရက်ပင်ပေါ်မှအตาခုံစင်းကအပင်ခြေရင်မှလက်တကိုင်းစာကြောက်ခဲဖြင့်ထိုဓမြဤနောက်စေ့ကိုခက်ဆက်ဆက်ထုလိုက်ရာ ထိုသူမှာ အတံပင်မထွက်နိုင်ပဲပျော့ခွေ၍လဲကြသဖြင့်ကျွန်ုပ်သည်၎င်းအားအตาထိမ့်လိုက်ပြီးနွားတင်းကုတ်ရှိရာသို့ဆွဲခေါ်၍အตาချထားလိုက်ပြီးထိုသူ၏မျက်နှာတွင် စီးနောင်ထားသည့်အဝတ်နှက်ကိုဆွဲဖြုတ်၍ထိုသူကို ကြည့်လိုက်စဉ်လေကားရေးမှဟေးကောင်တွားမယ်ခွေးမသာဘာလို့မျက်နှာဖုံးကိုချွတ်ထားတာလဲဟူသောအတံကို ကြားလိုက်ရသဖြင့်ကျွန်ုပ်သည်စက်ကနေတုံရင်၍လှဲကြည့်လိုက်ရာ တနက်ကင်သားသူ2ဦးနဲ့တရှိများကင်သားသူ4ဦးကိုတွေ့ရလေသည်ကျွန်ုပ်ကြောင်ကြည့်နေစဉ်၌ဖျောက်ဘာလုပ်နေရလဲသွားမယ်လေဟုထက်မှန်ပြောလိုက်မှကျွန်ုပ်သည်ကြံရမရဖြစ်သွားပြီးလျင်အဝတ်နဲ့ကို မျက်နာတွင် စီး၍လဲကျနေသူလက်ထဲမှတရှိကို ကောက်ယူကာထိုသူများနားသို့လာခဲ့လိုက်သည်ကြောင်တောင်တောင်နဲ့တည်တော့မယ်ကွာဟုကြိမ်းပေါင်း၍၎င်းတို့သည်ပဝင်းကျင်ကို အခြေအနေအကဲခတ်၍ ရှေ့မှ၄ဦးထွက်သွားပြီးလင်ကျန်၂ဦးကဟေ့ကောင်ထွက်လေကြောင်တောင်နဲ့ဟူဆိုသဖြင့်ကျွန်ုပ်မှရှေ့မှဓမြ၄ဦးနဲ့နောက်မှဓမြ၂ဦးဤခြံရံ၍၎င်းတို့နှင့်ပါသွားလေတော့သည်ရွာပြင်တောဆက်သို့ရောက်သောအခါ၎င်းတို့သည် ဖွဲ့ထားသောဆိုင်ကယ်များကို ထုတ်ယူကြလေရာ ကျွန်ုပ်မှလည်းဗလကောင်းကောင်းလူနောက်မှလိုက်စီးရလေတော့သည်တနတ်အတူကင်ထားသောခေါင်းဆောင်ဖြစ်ဟန်တူတူက ကျွန်ုပ်ရှိမှဆိုင်ကယ်မောင်းနေသောဗလာတောင်းတောင်းနေသူအားဟဲ့အောင်အောင်မောင်းမင်းတို့ကလူသစ်မခေါ်ခဲနဲ့လို့ပြောထားရဲ့နဲ့ကွာအကုန်မတာပေါ်ကုန်လိမ့်မယ်ဟုတ်ဆရာဖိုးကွန်းကပြောတော့တူတူငခွေးကပားရည်နဲ့ရည်ရှိတယ်ဆိုလို့ပါဗျာပြီးတော့ငခွေးဆိုသူတို့တောင်ပိုင်းထဲမှာနံပါတ်တစ်လုံးနဲ့မိုက်တယ်ဆိုလို့ပါဆရာကြီးကအေးမိုက်လားမမိုက်လားတော့စကန်းရောက်မှစမ်းကြတာပေါ့ကွာ စောက်တုံးမကြလို့ကတော့ငခွေးတွေငကြောင်တွေနားမလဲဘူးနှထင်းနဲ့ကြည်စံရောက်ပြီသားမန်းဟုပြောနေလေသည်တို့ဆိုရင်ကျွန်ုပ်မှာတောင်ပိုင်းနယ်မှာဖိုးကွန်းဤတူငခွေးဖြစ်၍နေပေပြီအခြေအနေအရမီးစင်ကြီးကယုံသာရှိသည်ဓာတ်ကင်လူစိုးများကိုကျွန်ုပ်အနေဖြင့်ဂယုမဆိုင်ချေတော်တဲတွင်ကျွန်ုပ်လွတ်အောင်ပြေးနိုင်ပေသည်တနက်သမားများပါနေသည်ဖြင့်ကျွန်ုပ်မှာမလုတာပဲအကျဲ့ရိုက်နေရတော့သည် ၎င်းတို့သည်ချင်းပြည်တက်သောလမ်းမကြီးအတိုင်းစီးနင်းကြပြီးလျင်တောပေါ်တက်သောတစ်ဆွဲလမ်းအတိုင်းဆိုင်ကယ်များကိုဒလက်ချမ်းမောင်းနေ၍တက်ကြလေသည်၎င်းတို့၏ဒီဒီဆိုင်ကယ်ကြီးများက ကောင်းပေစွာတကားရင်းနောက်၎င်းတို့သည်တောတက်လူလန်းလေးအတိုင်းမောင်းနေကြပြန်၍တောင်ကျောပေါ်ရောက်သောအခါတောင်ရိုးတလျှောက်တင်းငုံများတစ်ပင်များကိုရှောင်၍အကြံပရန်မောင်းနေနေကြသဖြင့်ကျွန်ုပ်မှာ ဆိုင်ကယ်နောက်တန်းကိုကြစ်ကြစ်ပါအောင်ခြင်ထားလျက်ဖျားသနေရပြီတော့သည်ရှေးမှမောင်းနေသောအောင်မောင်းဆိုသူကကျွန်ုပ်အားကြောက်နေပြီလားကွာငခွေးဟာဟာဟာဟူ၍သဘောကျနေချေသည်၎င်းတို့အဖွဲ့ကဤတော်ရဲ၌ဆိုင်ကယ်စီး၍ရစီရန်သုံးပေခန့်လမ်းကိုတင်းကုန်များတေချာရှင်းလင်းထားကြဟန်ရှိသည်ဤတို့တောင်ကျောအတိုင်းတလက်ချမ်းမောင်းနေကြပြီးသောမဆောက်လာသောကဘာဆောင်အစင်းကိုစောက်ထိုးဆင်းပြန့်၍ ရှူရှားတဲ့အတိုင်းဆက်လက်မောင်းနေပြီးမဆောက်သော တောင်နယံပေါ်တဲ့၍တောင်နယံအတိုင်းသုံးပေခန့်ရှိသောလမ်းလေးအတိုင်းမောင်းတင်ကြပြန်ရာ အောက်သို့ငုံကြည့်လျင်နယ်ဆိုင်လာသော ကြောက်ကပားကြီးရှိသည်အကယ်၍ကြောက်တဲ့ထိုးကြသွားပါကမမအေးတခြင်းတစ်ပုတ်ဆုံးသည့်တိုင် အောက်သို့ကြသေးမည်မဟုတ်ပေဤသို့ဖြင့်ထိုတောင်ဆောင်ဆုံးပြီးဖိုခနောက်ဆိုင်တောင်သုံးလုံးကြားတွင်၎င်းတို့၏စခန်းသို့ရောက်ရှိလေသည် စကန်းရောက်သည့်နေ့မျက်နှာဖုံးများကိုချွတ်ကြရာကျွန်ုပ်မှာအသေးတထိတ်ထိတ်ဖြင့်မျက်နှာဖုံးကိုချွတ်ရလေသည်ထိုအခါမှခေါင်းဆောင်အပါဝင်ကြံလူများအလုံးကျွန်ုပ်အားမရိပ်မိပဲငခွေးဟုသာထင်နေကြကြောင်းသိရသဖြင့်လက်တလောအတွက်စိတ်အေးရပြီတော့သည်အချိန်ကမနဲ့မိုးလင်း၍နေချီပြီတိုးနှင့်ကျွန်ုပ်လည်း၎င်းတို့စီစဉ်ပေးသော ရွက်ဖြင့်တဲတလုံးတွင် အိတ်ဆက်ရပြီးနောက်နေ့လယ်၁၂နာရီခန့်တွင် ခေါင်းဆောင်ဤရွက်ဖြင့်တဲကြီးရှေ့တွင်လူစုကြသည်ထို့နောက်ငခွေရှေ့ထွက်ခဲ့ကျွန်ုပ်ဤရင်ထဲတွင် ထိတ်ကနေဖြစ်သွားပြီးရှေ့ထွက်ခဲ့လိုက်ရာကဲအားလုံးပဲဒါညကမှအတိတ်ခေါ်လာတဲ့ကောင်ပဲနာမည်ကငခွေတဲ့တောင်ပိုင်းနယ်မှာတော့ဘာဆိုလားပဲတဲ့ကွဘာလားညာလားသိရအောင်ဟေးကောင်စံသိရှေ့ထွက်စမ်းထိုအခါကြောက်ပေါက်မှနဲ့ ဆေးနှင်ညောင်တို့ဖြင့်ပြည့်နေသောသူတယောက်ထွက်လာသည်ကဲလုံဆန်းကွာတပွဲလောက်ထိုအခါအယောက်40ခန်းရှိသောအဖွဲသားများသည်ကျွန်ုပ်နှင့်စံသိန်းဆိုသူကိုဆက်ဝိုင်းပုံတံဝိုင်းလိုက်ကြပြီးကဲစံသိန်း၏ငခွေးကိုငကြောင်ဖြစ်အောင်လှုပ်လိုက်စမ်းဟလူတစ်ကိုအပိုးချိုးအောင်ပညာပေးလိုက်စမ်းစသဖြင့်စံသိန်းဆိုသောသူဘက်မှအားပေးလျက်ရှိကြရာ လူသည့်ဖြစ်သောကျွန်ုပ်အားပညာဆန်းသည့်ပွဲဖြစ်ကြောင်းသိရှိရသဖြင့်ကျွန်ုပ်လည်းရင်ဆိုင်ရန်ပြင်ဆင်ရတော့သည်တဦးချင်းတပ်ပုတ်ဖို့ကကျွန်ုပ်အနေဖြင့်မတုံလုံပေ ကျွန်ုပ်သည်လည်းခင်အေးနှင့်မယားခင်ကစပြင်းသောသူတစ်ယောက်ဖြစ်ပြီးအသက်အပုတ်ကျင်လည်သောသူဖြစ်သည်စံသိန်းသည်ကျွန်ုပ်အားစတင်၍ဘယ်ညာဝတ်၍တွဲလုံးများဖြင့်ထိုးတက်ရာ ကျွန်ုပ်လည်းနောက်တလန်းခုံဆုပ်၍၎င်း၏မေးစေးကို ဖနှောင်းဖြင့်ပင့်လိုက်ရာ စံသိန်းဤအပေါ်သွားနှင့်အောက်သွားရိုက်ခတ်တံကိုပင်ကြားလိုက်ရပြီးပုံကနေလဲလေသည် ထိုအခါလှုပ်ထားကွစော်လိုက်စံပညာပြလိုက်စံကွာဟု အော်ဟစ်အားပေးနေသူတို့သည် အော်ရင်တန်လန်းဖြင့်အတန်ရက်သွားပြီးကျွန်ုပ်ကိုပါဇက်အဟောင်းသားဖြင့်ကြည့်နေကြကုန်သည်ခေါင်းဆောင်ကအေးဘယ်ဆိုးလို့လဲကွာငခွေးမင်းကအလာသားပဲဟေးကောင်အောင်မောင်းထွက်ခဲ့စံထိုအခါညကကျွန်ုပ်ရှေ့မှဆိုင်ကယ်စီးသော ဗလာတောင်းတော့ထောင်ထောင်မောင်းမောင်းလူထွက်လာပြီးရာ၎င်းနှင့် ကျွန်ုပ်မှာစင်နှင့်စိတ်ကဲ့သို့ကြွာနေပြီတော့ဒီထိုအခါဓမြအဖွဲသည် အောင်မောင်းအောင်မောင်းအောင်မောင်းဟုဩဘာများပေး၍အားပေးကြကုန်သည် ကျွန်ုပ်လည်းအသင့်အနေထားပြင်ဆင်စောင့်ဆိုင်လျက်ရှိရာ၎င်းသည် ရှေ့သို့ခုံတက်လာပြီးလျင်၎င်း၏ကြီးမားသောလက်သီးစုပ်ကြီးဖြင့်ဒလဇက်ထိုးကျိတ်လျာကျွန်ုပ်မှာအနိုင်နိုင်ရှောင်တိန်နေရ၏လက်သီးများသည် ကျွန်ုပ်ဤဥကောင်းပေါ်မှာကဲ့၍၎င်းနားဘေးမှာဖြဲ့၍၎င်းတဝီဝီဖြင့်ရှိလျာတစ်ချက်မိလိုက်ရင်တုံးကနေလဲမိဖြစ်သည်ဖြင့်အထူးသတိထားရှောင်နေရတော့သည်၎င်းသည်ကျွန်ုပ်အားညာဖြောင်းလက်သည်ဖြင့်တအားထိုးလိုက်ရာကျွန်ုပ်လဲ၎င်းဤလက်ကောက်ဝတ်ကိုဖမ်းကန်၍ဝမ်းပိုက်နေရာကိုပခုံးဆောင်ထမ်းကသူ့အချိန်နှင့်သူလှုပ်ပေးလိုက်ကအောင်မောင်းမှာမြေတို့ခွေးကြကြသွားသည်၎င်းသည် အင်းငနေကြပြီးလျင်ရှက်ရှက်ဖြင့်ပြန်ထလာပြီးကျွန်ုပ်အားဇို့ဝင်လုံးသဖြင့်မနှဲပင် နောက်ဆုတ်၍ရှောင်တိန်နေရသည်ကျွန်ုပ်လည်းနောက်သို့ဆုတ်ရင်းဆုတ်ရင်းဖြင့်ဝိုင်းကြည့်နေသူများနှင့်ကတ်သွားရာ နောက်မှလူတဦးကစောင့်တွန်းလိုက်သဖြင့်ရှေ့သို့ရိုင်တွက်သွားချိန်၌အောင်မောင်းဤကြီးမားလာသောလက်သီးစုပ်ကြီးကကျွန်ုပ်ဤလက်ဝဲဖက်ပါကိုဒုံကနေထိမှန်၍မိုက်ကနေလဲကျသွားတော်သည်ကျွန်ုပ်လည်းမနှဲသတိကပ်၍ ကျွန်ုပ်၏ယင်ဝါကိုစောင့်နေလိုက်သော၎င်း၏ခြေကိုလှည့်၍ရှောင်လိုက်ပြီးပေါင်ကြားနေရာကိုခြေဖြင့်ခတ်လိုက်ရာ အောင်မောင်းသည်၎င်း၏ပေါင်ကြားကွားစုံနေရာကို လက်နှစ်ဖက်ဖြင့်အုပ်၍ဤကနေညင်းညူပြီးခက်ကုန်းကုန်းရှိနေတော့သည်ထိုအခါကျွန်ုပ်လည်းအမြန်ခုန်ထ၍၎င်း၏နောက်ဆိတ်နေရာကိုလက်နှစ်ဖက်ဖြင့်ဖမ်းကင်လိုက်ပြီးမျက်နှာကိုဒူးဖြင့်ဒါတိုက်လိုက်တော့သည် အောင်မောင်းကဤဒူးတိုက်ချက်ဖြင့် ူးထောက်လဲကြပြီးပြန်မထနိုင်တော့ချေခေါင်းဆောင်ကဘယ်ဆိုးလို့လဲကွာငခွေးရဟာဟာဟာငါလက်ထောက်အောင်မောင်းကိုဖြိုနိုင်တာမင်းတယောက်ပဲရှိသေးတယ်ဟုချီးမွမ်းလေသည်ကဲအားလုံးကိုလို့ကိုပြန်လောက်ကြမယ်ငခွေးကိုစိုက်ခင်းနေရခေါ်ပြလိုက်ပြီးရင်ချက်ခန်းထဲခေါ်သွားဒီနေ့ပြရစရာရှိရလိုက်ပြပြီးဒီကောင်ကိုနားခိုင်းထားလိုက်မနေ့ပြန်အလုံးဝင်ရမယ်ဟုဆိုသည် ထိုအခါအဖွဲထဲမှာအသက်40ခန်းရှိလူတူဦးက ကျွန်ုပ်အားလာငခွေးမင်းတို့ငါအလုံးနဲ့ပတ်သက်တာတွေလိုက်ပြမယ်ကျွန်ုပ်လဲထိုသူနဲ့လိုက်သွားရန်ဟန်ပြင်လိုက်ရာခေါင်းဆောင်ကငခွေးဒီဟိုခနာဟုခေါ်သဖြင့်ကျွန်ုပ်သည်၎င်းနှင့်ရွက်ဖြင့်တဲအတွင် လိုက်သွားရသည်အေးမြင့်မတ်သာငါတို့ကဓမြတွေမဟုတ်ဘူးကွမင်းကဟိုရွာကိုဓမြသွားတိုက်တာမဟုတ်ဘူး သူတို့လက်ထဲမှာရှိမနေသေးတဲ့ပစ္စည်းကိုထိမ့်သိမ့်ဖို့တွားယူရတာပဲဒီမှာတွေ့လားဒါငါအဖေရဲ့ပစ္စည်းပဲကွမမညွန်အဖေကငါအဖေစီကနေလူလေကြပြီးယူသွားတာငါရသေးတဲ့ပစ္စည်းငါပြန်ယူတာပဲဟုငုံဥနီးပါးရှိသောဗဒမားကြီးကို ထုတ်ပြလေသည် ဟုတ်ဆရာကြီးအေးရော့ဒါမင်းဝေစု အလုပ်ကိုတေချာလုပ်စူးစမ်းရင်မင်းအတွက်အကျိုးရှိမယ်အဓိကကတော့တစ္ဆာရှိဖို့ပဲကြားလား အဖန်စီပါညာမတော်တဆလာရင်လက်မယွန့်စီနဲ့ဒီတရားဒီပဲကွာဒီတရားဒီပြီးရင်အဖွဲဖြတ်သိမ်းမှာအဲ့ဒီချိန်ကြာမှမင်းကိုယ်နယ်ကိုပြန်ပြီးတထေးလုပ်ပြီးဇိန်နဲ့နေပြီးတော့ဟုတ်ကဲ့ပါဆရာကြီးအေးသွားတော့အလုံးနေရာတွေတခြားလိုက်ကြည့်မင်းကို လုပ်ငန်းခွင်ထဲမခိုင်းဘူးစောင့်ကြည့်ရေးအဖွဲမှာနေရမယ်ဟုဆိုသည်ကျွန်ုပ်လည်း၎င်းပေးသောတထောင်တန်နှစ်အုပ်ကိုယူဆောင်၍တဲအပြင်သို့ပြန်ထွက်ခဲ့လိုက်သည် အပြင်တွင်ရက်ဆောက်နေသောသူကကျွန်ုပ်အားအရှိဘက်သို့ခေါ်သွားရာတောင်ကြားလွင်ပြင်တနေရာတွင်ကျယ်ပြန့်သောဘိန်းကင်းကြီးကို တွေ့ရပြီးဘိန်းချက်နေသောအဆောက်အဦးလေးလုံးကိုလည်းတွေ့ရလေသည်အဆောက်အဦးတိုင်းတွင် သနက်ကင်အဆောက်၃ဦးစီစောင့်လျက်ရှိပြီးတောင်ကြားလမ်းနေရာများတွင်လည်းသနက်ကင်အဆောက်များဖြင့်ပြည်နေပေတော့ရာကျွန်ုပ်ကလူမြောက်ဖို့ရန်အတွက်မျှော်လင့်ချက်မဲ့၍နေပေတော့သည်တိုးနှင့်ညနေဆောင်သောအခါ အနောက်ဘက်ကျွန်ုပ်တို့ဝင်လာခဲ့သောဂိတ်ပေါက်အနီးတွင်ကျွန်ုပ်လဲရောင်းလေလေဖြင့်ထိုင်လျက်ပတ်ဝန်းကျင်အခြေအနေကိုအကဲခတ်လျက်ရှိစဉ်တောင်ကျောလမ်းပေါ်မှလူတယောက်ဆင်းလာသည်ကို တွေ့ရလေသည် ထိုအခါဂိတ်ဝတွင်စောင့်နေသောအဆောင်က ထိုသူအားတနက်ဖြင့်ထိုးချိန်၍ရက်ဆောင်လျက်ရှိသည် ကျွန်ုပ်လဲထိုအချင်းအရာကိုစိတ်ဝင်စားလျက်ရှိသည်ဖြင့်ကြည့်နေရာ တောင်ကျောလမ်းအတိုင်းဆင်းလာသူသည် တဖြည်းဖြည်းနီးလာသဖြင့်၎င်း၏မျက်နာကိုတေချာတွေ့လဲရလီတော့သည်ထိုသူကအချားမဟုတ်ချေယမန်နေ့ကကျွန်ုပ်ကြောက်ခဲပြင်းထုကနွားတင်ကုတ်အတွင်းတွင် ထားရစ်ခဲ့သောငခွေးအစ်စ်ဖြစ်နေပြီတော့သည် ကျွန်ုပ်၏ရင်ထဲတွင်စိုးရိမ်ထိတ်လန့်၍သွားပြီးမိတို့လောက်ရမိကိုစဉ်းစားမရဖြစ်နေစဉ်တွင် ထိုငခွေးအစ်စ်သည်ဂိဝနာသို့ရောက်လာလျာအဆောင်ကဟေးကောင်လက်မြောက်ထားစမ်းဟု ဆိုလျက် ရှေ့တိုးသွားမိလှံပြေနေသဖြင့်ကျွန်ုပ်လဲထိုနေရာသို့လျင်မြန်စွာသွားလိုက်ပြီးလျင်အဆောင်အားဟဲ့အောင်ငါဆောင်လဲမင်းဖြုတ်လို့ရပြီဟာငါလည်းည7နာရီမှပြီးမှာကွာဟေးကောင်ဆရာကြီးကငါ့ကိုအစမ်းအနေနဲ့ခိုင်းလိုက်လို့ကွာမင်းကိုနားခိုင်းလိုက်တယ်ထိုအခါထိုသူသည်ကျွန်ုပ်အားခြေဆုံးကောင်းဆုံးကြည့်၍အကဲခတ်နေလေရာကျွန်ုပ်ကစိုးတထိတ်ထိတ်ဖြင့် ကိုယ်နှလုံးခုန်သံကို ပြန်ကြားနေရတော့သည်ကင်းသမားကပြီးရောကွာတညတလေနားရတာဗောဟုဆိုကား၎င်းလက်ထဲမှတနက်ကိုကျွန်ုပ်လက်ထဲထိုးပေးမှပင် ကျွန်ုပ်ရင်ထဲမှအလုံးကြီးကျသွားရလေသည်ကျွန်ုပ်လည်းတနက်ကို ယူဆောင်၍ကင်းသမားခက်ဝဲဝဲနေရာအထိ ရောက်အောင်စောင့်ကြည့်နေပြီးမှဘေးပတ်ဝန်းကျင်တွင်လူရှိမရှိအကဲခတ်လိုက်သည်ပြီးမှငခွေးနာသို့တိုးကပ်လာလိုက်ပြီးဘာကိစ္စလဲကွာဟိုး ကျွန်တော်ဦးလေးဖိုးကွင်းရဲ့တူငခွေးပါမင်းညားကဟိုအိမ်မှာအလေးအရိုက်ခံရလို့ဗျကျုပ်တတိရလာတော့နွားတင်းကုတ်ထဲမှာရောက်နေတာဒါနဲ့တော်တဲ့ဝင်ပြေးပြီးဦးလေးဖိုးကွင်းပေးလိုက်တဲ့မြေပုံကိုကြည့်ပြီးစကန်းအထိလိုက်ခဲ့တာပဲဩမင်းကဦးလေးဖိုးကွင်းရဲ့တူငခွေးကိုကွာငါ့ကိုမာထားတယ်ကွာလာလာဟု၎င်းအားစကန်းအပြင်းသားတို့လူအခြေအနေကြည့်၍ခေါ်ဆောင်လာပြီးလျှင် တောဆက်တစ်ပေနာရောက်တော့အခါဟိကောင်ငခွေးရှေ့ရသွားဆရာကြီးကတောထဲမှာမင်းကိုစောက်နေတယ်ငခွေးသည်ကျွန်ုပ်အားတန်တရားရှိဟန်မတူတီအလျောက်ရှေ့မှသွားလေရာကျွန်ုပ်သည်၎င်းဤဦးကောင်းကိုတနတ်တင်ဖြင့်ထူ၍လဲကြသည်နှင့်ဓမြောင်ဖြင့်အပြက်ရှင်းကမြောင်းကြားထဲသို့ဆွဲချထားလိုက်ပြီးကင်းတဲ့နေရာသို့အမြန်ပြန်လာပြီးလျှင်ဟန်မပြက်နေလိုက်သည် မကြလိုက်ပေအောင်မောင်းဥဆောင်သော လူလေးယောက်သည်တနက်ကိုစီကင်ဆောင်၍ကျွန်ုပ်ထံရောက်ရှိလာပြီးလျှင်ဟေးကောင်ငခွေးမင်းဒါဘာလုပ်တာလဲကျွန်ုပ်လည်းမတိဟန်ပြု၍ကျုပ်ကဘာလုပ်လို့လဲဗျမင်းကိုဘသူကကင်းဆောင်ခိုင်းလို့လဲဟေးအောင်ဟင်ဘာလဲမင်းကထွက်ပြေးမလို့လားမဟုတ်ပါဘူးဗျကျုပ်ကအလကားနေရတာပြင်းလို့တာဝန်ထမ်းရွက်ချင်လို့ပါဟေးအောင်ဆရာကြီးရှိရောက်မှရှင်လိုက်ခဲ့ ဟိုနကောင်မင်းတို့ကကင်းတခြားဆောင်ဟုဆိုကကျွန်ုပ်အားလေမညဲ့၍ဆရာကြီးနေထိုင်ရာ ရွက်ပြင်တဲသို့ခေါ်ဆောင်သွားလေသည်တဲတဲရောက်သောအခါဆရာကြီးဆိုသူကဘာမှမပြောဘဲလူလာခောက်တုပ်ဇင်းကြံလျှောက်နေရာမှာကျွန်ုပ်ရှိသူရောက်သောအခါဘာမပြောညာမပြောဖြင့်ကျွန်ုပ်ဤဝမ်းပိုက်အားအာဂုံထိုးချလိုက်ရာ ကျွန်ုပ်မှာ အောင့်တက်သွားသဖြင့်ကုန်း၍မနေအသက်ရှူနေရသည်ဟဲ့အောင်ငခွေမင်းတို့ကကင်းဆောင်ခိုင်းလို့လေ ကျ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 ွန်တော်အလကားမနေတတ်လို့ပါဗျာဆရာကြီးဆိုသူဒီကျွန်ုပ်ဤပါးကိုဖြောင်းကနေထက်ရိုက်လိုက်ပြီးလင်ဒီမဲ့ဟေ့အောင်ငါအမိတ်မရရင်မင်းဘာမှလုပ်လို့မရဘူးဆိုတာမသိဘူးလားကွဟုတ်ဟုတ်ဟုတ်ကဲ့ပါဆရာကြီးနောက်မလုပ်တော့ပါဘူးဗျာဟေ့အောင်နောက်ဆိုတာမရှိဘူးကွဘာလဲမင်းဟာတစ္ဆာပေါ့ဘူးလားဟမ်ဖွက်ပြေးကျင်လို့လားကွမဟုတ်ပါဘူးဆရာကြီးဟာ ကျုပ်မှာတခြားသွားเสียနေရာလဲမရှိပါဘူးတောင်ပိုင်းနယ်မှာလဲကျုပ်ကိုဝရမ်းထုတ်ထားတာပါဘယ်မှသွားเสียမရှိတော့လို့ဦးလေးဖိုးကွန်ကဆရာကြီးစီကိုလွှတ်လိုက်တာပါပဲထိုအခါဆရာကြီးဆိုသူသည်၎င်းဤနှကမ်းမွေးကိုလက်ဖြင့်တတ်၍အတန်ငယ်စဉ်းစားပြီးမှအေးဒီဒီချိန်တော့မင်းဟုံကအခွင့်ရေးပေးလိုက်မယ်နောက်တခါငါအမိတ်မရပဲတခုခုထပ်လို့ရင်မင်းနှစ်ထင်နဲ့ကြီးစံအဝင်ပဲကြားလားဟုတ်ကဲ့ပါဆရာကြီးနားလဲပါပြီဗျာ အေးသွားကြတော့ငခွေးမင်းတဲမှာပဲနေနော်ဘဲမှာရှောက်မထွက်နဲ့မဆက်စုနဲ့ကြားလာဟုတ်ဆရာကြီးထိုအခါမှပင်ကျွန်ုပ်ဤရင်ထဲမှာအလုံးကြီးကြာ၍စိတ်သက်သာရာရပြီတော့သည်တို့ရာတွင်ငခွေးဤအလောင်းကောင် အပုတ်နဲ့မထွက်ခင်မြေမြုပ်ရပြီအုံးမီစကမ်းအပြင်ကိုမိခဲ့သို့ထွက်ရမည်နီကျွန်ုပ်ကအကျက်အသေးကြီးဖြင့်ရင်ဆိုင်နေရပြီတော့ဤယခုကျွန်ုပ်ရောက်နေသောနေရာမှာ နသာချောင်းဤအောက်ဖက်နေရာဖြစ်ပြီးထိုနေရာသို့ကျွန်ုပ်တို့ရွာသားများလည်းမရောက်နိုင်ကြချေဖွပြေး၍လည်းလွတ်မြီမဟုတ် ကျွန်ုပ်က လူတယောက်ကိုပင်အချိန်နေရတက်ဖြတ်ခဲ့မိချေပြီးဤနေရာတွင်ဆက်နေ၍လည်းမဖြစ်တော့သဖြင့်မနက်၄နာရီခန့်တွင်လွတ်မြောက်လန်းရှာ၍အချိန်နေရထွက်ပြေးရန်ဆုံးဖြတ်ထားလိုက်ရသည်ထိုည၌ကျွန်ုပ်သည် အိတ်မပြောနိုင်ပေတညာလုံးအကြံထုတ်လျက်ရှိရာမနက်၄နာရီထိုးချိန်၌ ကင်းလဲ၍ပြန်လာသူများသည်မအိပ်ဘဲတဲအတွင်း၌ဖဲရိုက်လျက်ရှိသည့်အပြင်တဲအပြင်ဘက်မှလည်းမီးဖို့၍စူညံနေကြသဖြင့်ကျွန်ုပ်၏အကြံစီအားလက်လျှော့ကကြိတ်မိတ်အိတ်လိုက်ရပေသည်နောက်နေ့မနေ့တွင်ကျွန်ုပ်အားအဖွဲသား2ဦးနှင့်တွဲ၍ဘိန်းကင်းတစ်ဖက်ထိပ်တွင်ကင်းဆောင်တာဝန်ပေးရထားရာကျွန်ုပ်သည်ထိုအဆောင်နှစ်ယောက်၏အခြေအနေကိုကြည့်၍လွတ်လန်းကိုကြံစီလျက်ရှိသည်ထိုဘိန်းကင်းမှအနောက်ဘက်တောထဲတက်ပြေးလျင် လွမြောက်နိုင်ဖွယ်ရှိတော်လဲထိုတောဆက်နေရာ၌လဲတနက်ကင်အဆောက်နှစ်ယောက်ချထားသည်ဖြင့်ကျွန်ုပ်မှအခက်တွေ့လျက်ရှိပေသည်တနာဤခန့်ကြာသောအခါဘိန်းခင်ဤအနောက်ဆက်တွင်စောင့်နေသော အဆောက်နှစ်ယောက်သည်ဘိန်းရှူနေကြပြီးမိန်နေကြသည်ဖြင့်ထိုနေရာမှတိုးဝေး၍ပြေးလျင်ဖြစ်နိုင်ကြောင်းအကြံရလျာကျွန်ုပ်မှဘေးမှအဆောက်နှစ်ယောက်ဤအလေးအငိုက်ကိုစောင့်ကြည့်လျက်ရှိပေသည်ထိုစဉ်တွင် ျွန်ုပ်တို့กินတဲ့ခက်လန်လန်မှတနက်ကင်အဖွဲသားတူကငခွေးဟေးငခွေးမင်းဦးလေးဥဖိုးကွန်းရောက်နေတယ်ကွဆရာကြီးတဲတဲမှာမင်းကိုအခေါ်ခိုင်းလိုက်လို့ဟု ဆိုလေရာကျွန်ုပ်ဤအလိန်ဇက်ထုံမှာဘူးပေါ်သလိုပေါ်၍အသက်ခံရတော်မူအရေးကို တွေးစားမိသည်ဖြင့်ရင်ထဲတွင်ထူပူသွားပြီးလျင်နဘေးမှအဆောင်နှစ်ယောက်ကိုအကဲခတ်လိုက်သည်အဆောင်တစ်ယောက်သည် အောက်တွင်ထိုင်၍၎င်းဤတနက်ကိုတိုက်ချွတ်နေပြီး ကြံတယောက်ကတနက်ပိုက်၍အဝေးသို့ငေးလျက်ရှိသည်အေးအေးလာပြီ လာပြီဟုလာခေါ်သူကိုလမ်းအော်လိုက်သည် ထိုအခါလာခေါ်သောသူသည်လှဲ့ပြန်သွားလျာထိုသူအဆောက်အဦးတစ်ခုကိုကွယ်သည်နှင့်ကျွန်ုပ်လည်းတနက်တိုက်ချွတ်နေသူဤဂျိုဆောင်းကိုတနက်တင်ဖြင့်တအားထူးခြားလိုက်ပြီးလျင်တစ်ဆက်တည်းရက်၍ငင်းနေသူဤလက်ထဲမှတနက်ကိုရုတ်တရက်ဆွဲလူ၍ထိုသူအားစောင့်တွန်းကဘိန်ခင်အနောက်အဆက်သို့ပြေးလေသည် ထိုကားကျွန်ုပ်စောင့်တွန်းလိုက်တော်သူသည်ဒင်ဖြင့်အထုခံရ၍လဲကျနေတော်သူထံမှတနက်ကိုယူ၍ကျွန်ုပ်အားပြစ်လေတော်သည်၎င်းဤနှုတ်မှလည်းတစ္ဆပေါ့ဟေးငခွေးတစ္ဆာဖောက်ပြီးပြေးပြီဟုအော်လျက်ရှိရာတနက်တန်ကြားရသည်ကတကြောင်းတစ္ဆပေါ့ဟုအော်သည်ကတကြောင်းကြောင့်ထိုနေရာသို့ပြေးလာနေကြသောတနက်သမားများကိုမြင်ရပြီးလျှင်ကျွန်ုပ်လည်းဘိန်ခင်းထဲတွင်ငုံ၍မွေလိမ်မွေကောက်ပြေးရလေသည် ကင်းတဲထဲမှသူသည်ကျွန်ုပ်အားတဲတဲမဲမဲပြစ်ခတ်လျက်ရှိရာ ကြည်စံများသည်ကျွန်ုပ်နားနာမှဝီကနေဖြတ်တန်းသွားကြသလိုကျွန်ုပ်ဘေးနားမှဘိမ့်ပေရှိဘိမ့်သီးများလည်းဖွာလန်ကျဲထွက်ကုန်တော့သည်ကျွန်ုပ်လည်းအနောက်ဘက်အဆက်တွင်စောင့်နေသောဘိန်းစားတနတ်သမားနှစ်ဦးသည်အနီးသို့ရောက်လာပြီးကြိလိုက်ရာ၎င်းတို့သည်တတိဝင်၍ချထားသောတနတ်များကိုကြပြာကြရာကောက်ကင်၍ကျွန်ုပ်အားထိုးချိန်ရာ ကျွန်ုပ်လည်းတဦးကိုပြစ်ချလိုက်ပြီးကြံတဦးကိုဆက်ပြစ်ရန်ချိန်လိုက်စဉ်အနောက်ဘက်မှကြည်စံတထောင်သည်ကျွန်ုပ်၏ပေါင်ကိုထိမှန်၍လဲကျသွားစေ၌ရှေးမှဘင်းစားပြစ်လိုက်သောကြည်စံမှလည်းကျွန်ုပ်၏ပကုံးကိုဖောက်ဝင်သွားရာကျွန်ုပ်သည် ထိုနေရာ၌ပင်တနက်တခြားလူတခြားလဲကျသွားတော်သည်၎င်းတို့သည်ကျွန်ုပ်အားအကြံပရန်ဆွဲထုတ်၍တနက်မယားဖြင့်ချိန်ရွယ်ကဆရာကြီးတဲရှိသို့ခေါ်ဆောင်သွားကြသည် ကျွန်ုပ်တဲရှိရောက်တော့အခါဆရာကြီးကခွေးမသာတစ်စပေါက်ကောင်မင်းတော်အသေးဆုံးနဲ့တေပြီတော့ဟုဆိုလျက်ငခွေးဤဦးလေးဥဖိုးကွန်းဆိုသူကလည်းဟဲ့အောင်ငါတူပဲမှလဲဟု မေးနေသည်ဆရာကြီးကကျိုးနဲ့တုတ်ကြစမ်းအဲ့ဒီကောင်ကိုဟုအမိတ်ပေးရာကျွန်ုပ်ကိုကျိုးများဖြင့်အထက်ထက်တုံအောင်ထားပြီးလျင်၎င်းသည်ပလတ်စတစ်ပုံတစ်လုံးကို ကင်ဆောင်လာပြီးကဲအားလုံးကြည်ထားကြ တစ္စပေါတို့သွားရလန်းကိုငါပြမယ်။နောင်အခါမင်းတို့တဲကတစ္စပေါတဲ့ကောင်တွေရှိဒီကောင်သွားတဲ့လမ်းအတိုင်းလိုက်ရမယ်ဟုဆိုကာပလတ်စတစ်ပုံးဤအဖုံးကိုဖြွင့်၍ထိုထဲမှအရေများဖြင့်ကျွန်ုပ်ဤကိုပေါ်တို့လောင်းချရာထိုအရာများသည်ဓာတ်စီများဖြစ်ကြောင်းသိရှိရသဖြင့်အာမမမလောက်ပါနဲ့ဆရာကြီးရဲ့အဲ့ဒီနေ냐ကကျွန်တော်အိမ်အောက်ကငခွေးကိုရိုက်ပြီးနွားတင်းကုတ်တွေထဲနေတော့ဆရာကြီးတို့ဆင်းလာကြပြီးကျွန်တော်ကိုငခွေးထင်နဲ့ခေါ်လာကြတာပါ မလုပ်ပါနဲ့ဗျာကျွန်တော်တော့မပြေးတော့ပါဘူးဆရာကြီးစီမှာတသက်လုံးနေပါမယ်ဗျာဟေးကောင်နောက်ဆိုတာမရှိဘူးလို့ငါပြောထားတာမင်းမှတ်မိတယ်မို့လား၎င်းသည်၎င်း၏အိတ်ကတ်ထဲမှဇေပိုမီးချစ်ကို ထုတ်၍ချစ်လိုက်ရာကျွန်ုပ်မှာတုံရင်လျက်အော်ဟစ်တောင်းပန်နေပါတော့လေထိုမီးချစ်သည်ကျွန်ုပ်ထံသို့ဝင်ရောက်လာပြီးကျွန်ုပ်ဤတကိုယ်လုံးကိုမီးထားတော့လေတော့ရာအာမမမလုပ်ပါနဲ့ဆရာကြီးအာ ကိုတောင်းလွင်ကိုတောင်းလွင်ဟင်ဟင်ဟင်ခေရှင်အိမ်မဆိုးတွေမက်နေတာလားဟင်အေးအေးအေးဟုတ်တယ်ဟရေရေတစ်ခွက်လောက်ပေးပါဦးဟာကျွန်ုပ်ဤပစိုးသည်စိုစီးစီးဖြစ်နေသဖြင့်ဆောင်လက်ကြည့်လိုက်ရာ ရွှဲနှိ့၍တေးစော်တို့ထောက်ခနဲထွက်လာပြီတော့သည်ဟင်လူရုပ်မှဓမြဖို့တေးတောင်ထွက်ကြတယ်ရင်းနောက်ထိုးနောက်တွင်ကစာဖက်ပရိသတ်ဤလခွမ်းကွာအဟုတ်မက်လို့နားထောင်နေတာဟူသော စူတောင်းမြေတာပို့သားတံကိုကြားလိုက်ရလေတော့သတည်းဟုတ်ကဲ့ပါခင်ဗျာအဆုံးနီးနားဆင်ပေးတဲ့ပေးတဲ့တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ